ဟယ်လိုအားလုံးပဲမင်္ဂလာပါဆုတောင်းရယ် channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့သရိုမီတာဆုံးမလုံးကြီးပေါ်ကုသိုလ်လေးလုပ်ဖြစ်ခဲ့ပါတယ်မလုံးကြီးပေါ်ဆိုတာဒဇန်ရက်တွေမှာလောရတာဆိုပေမဲ့သရိုမီတာဆိုတာဒဇန်ရက်တွေမှာတရားစခန်းဝင်နေတာဖြစ်တဲ့အတွက်ခု20ရက်နေ့လေးမှာပဲကုသိုလ်လုပ်ဖြစ်ခဲ့တာပါထညာကနှစ်ပိတ်တာပါထညာနှစ်ပိတ်တာကိုညှတ်ထားပါတယ်မုတ်ကညခင်နေ့ကကြိတ်ထားတာပါ ကောင်းမြင်ဆန်ကသုံးပြည်နဲ့နှလုံးဆန်ချန်ကလျှောက်လုံးအလုံးပေါင်း၄ပြည်ပေါ့အဲ့တော့ညခင်တဲ့အချိန်ခါပါအမိုးလေးတော့မှလုံကနေတော့မှရေတို့စားတို့အနေနဲ့ထည့်ပြီးတော့မှတခြားနေထားတာပါဒီလိုစားလို့အရှိုးကြသမားအောင်နေပြီးတော့ဝင်ပြီးတော့နေလို့ရပါတယ် လုံတဲ့အခါမှာလည်းထက်မြက်တွေမပအောင်တော့ဒိတ်စာလေးလုံပေးရတာပါမုတ်သားကိုထုထုလေးယူပြီးတော့မှထက်မြက်ကလေးကိုလုံအောင်ထည့်ပြီးတော့မှလုံတာဖြစ်ပါတယ် ဒီကြံတစ်နှစ်သာပြီးသွားတယ်မဟုတ်လို့ဒီပေါ်မစားလိုက်ရအောင်ဆိုရင်လည်းမဟာတတာကြီးဖြစ်နေလို့ဟုတ်လို့ဒီပေါ်စိတ်ကမှုမရှိအောင်ပြုတ်ထားတဲ့ရင်းနှီးအိုးတွေကိုထုံးရည်ချင်းနှက်ဆွန်းထည့်ပေးရပါတယ်ထုံးရည်ချင်းနှက်ဆွန်းထည့်ပြီးတော့ပြုတ်လို့ရှိရင် အလုံးလေးတွေတစ်လုံးနဲ့တစ်လုံးစေကမှုမရှိပဲနဲ့သူ့အလုံးလေးနဲ့သူမမလေးနဲ့လေးဖြစ်ပြောမှာစားရလည်းအဆင်ပြေ၊ကြိုက်တွေရလည်းအဆင်ပြေပါတယ်။အဲအရင်နှစ်တွေတော့အဲ့နီလာကိုမသိခဲ့ဘူးပေါ့နော်။ဒီနှစ်ကျတော့မှ Facebook ကနေပြီးတော့မှတွေ့ကြရတယ်ပေါ့။အုံတီကလေးလုံးကုန်ပါတယ်။အုံတီလေးလုံးရှစ်ထားရပါတယ်။ ကောင်းမြန်ဆန်ရောဆန်ချန်ရောလေးပြီကိုမှအိမ်30လောက်ဝေလို့ရပါတယ်မိသားစုလည်းအဝစားရတယ်ချက်တော့ပါပြီစွန့်တော့ကပ်ပြရနဲ့စပြီးတော့ဝေပါတော့မယ် ွန်းတော့ကပ်ပြရမယ်အိမ်လေးတွေစပြီးတော့ဝေပါတော့မယ်စာရင်းစာပွဲလေးဖြစ်ပါတယ်အဆုံးထိကြည့်ရှုပေးရတော့တိုးတယောက်ရှင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်